တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ငွေရတဲ့တင်းထဲမှာကျွတ်ဒီကချင်ပြည်နယ်ပညာရပ်ပေါင်းစုံတက္ကသိုလ် KSCU နဲ့ပတ်သက်ပြီးတော့ဘွဲ့ယူတဲ့ဗီဒီယိုကိုတင်လိုက်တဲ့အခါမှာတချို့ကျတော့နော်တင်ချင်တယ်ဘလို့ဆက်သွယ်ရတလေ ဆိုတော့ဥစ္စာတွေအများကြီးမဲလာတဲ့အတွက်ကြောင့်ဒီနေ့ကတော့ဒီဒီပညာရဲ့ရက်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြချင်တယ်။လွန်ခဲ့တဲ့ဒီ2021 February 3ရက်နေ့ကနေစပြီးစစ်ခွေးတွေကိုတော်လန်တဲ့ CDM လုပ်တဲ့အကြောင်းသူအကြောင်းသားတွေကိုဒီ2025 2026အတွက်မေလ20ရက်ကနေမှအလျှောက်တော်တွေကိုထုတ်ယူနိုင်ပြီး ပြီးတော့ဂျွန်လ16ရက်နေ့မှာပညာစတင်ပေးမှာဖြစ်တယ်အခုဒီလျှောက်လွာတွေကတော့ရေစင်စိုက်ပြူရက်တက်ကတော့ CDM တောင်းသားတွေအတွက်ဖြစ်တယ်လျှောက်လွာတွေကိုကချင်းပြည်နယ်ပညာရပ်ပေါင်းစုံတောင်းသားရေးရာဌာနမှာလူကိုယ်တိုင်ပဲဖြစ်ဖြစ် နော်ကိုးစားပဲဖြစ်ဖြစ်လျှောက်လွာတွေကိုလာတွေးနိုင်တယ် ယုံကူမနက်9:00နာရီကနေညနေပိုင်း6:00နာရီထိဖွင့်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်။ပြီးလို့ရှိရင်အဲ့ထဲမှာပထမနှစ်ဒုတိယနှစ်တတိယနှစ်စတုထနှစ်နဲ့နောက်ဆုံးနှစ်တွေကိုသင်ပေးတယ်။ တချို့တွေကငွေကြေးရခက်ခဲတာတွေလည်းရှိလိမ့်မယ်ဒီမှာ scholarship တွေလည်းပေးတယ်ပြီးတော့ငွေကြေးရတကယ်လို့ခက်ခဲတယ်ဆိုလို့ရှင်လည်းပဲရုံးကိုဒါ right ဆက်သွယ်ပြီးမှဆွေးနွေးနိုင်တယ်ဒီကျမနဘေးနမတင်ထားတဲ့ပုံထဲမှာတို့ရဲ့ email တွေလည်းပါတယ်ဆိုတော့ဒီဥစ္စာကိုကြည့်ပြီးမှဒီเจ้าမှာတက်ရှင်တယ်ဆိုလို့ရှင်တော့ဒီမှာဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ပညာရင်းနဲ့ပတ်သက်ပြီးတော့ ချင်းဒက်ဖ ens force အရှိုးကနေမှလည်းထုတ်ပြန်ထားတဲ့ဥစ္စာရှိတယ်အာဘာလဲဆိုတော့အခုဒီငဖေးမြို့နယ်အတွင်းမှာ2025 26မှာအကြောင်းတွေကိုပြန်ဖွင့်မယ်ပြီးတော့အဲ့ထဲမှာပညာသင်ပေးမယ်ဆရာဆရာမဒီဝန်ထမ်းတွေကိုလုံးဝနောက်ဆက်ချင်းလုံးမှလည်းမဟုတ်ဘူးချင်းချောက်မှလည်းမဟုတ်ဘူးဖန်းစည်းတာတွေလုံးဝလုံးမှမဟုတ်ဘူး ဆိုပြီးမှထုတ်ပြန်ထားတယ်ပြီးတော့ဒီထဲမှာတကယ်လို့သူတက်ရောက်ရောက်ကနေမှအနောက်ရှက်တီရဲ့တာစီတီလောက်လာတယ်ဆိုလို့ရှိရင်တော့ဒီ chin defense folks ကနေမှအအေးယူသွားပေးမယ်ဆိုတဲ့အကြောင်းပြောချင်တာကသူတို့ကလည်းလုံလုံချုံချုံလေးလုပ်ပေးမယ်ဆိုတဲ့အကြောင်းကိုထုတ်ပြန်ထားတယ်အဲ့ထဲမှာတင်ပေးမယ်ဆက်ဆံမတွေလည်းနာတော့နာပေါ့နော်စေတနာအနစ်နာ ဝါသနာတွေနဲ့တင်ပေးရမယ်။တချို့ဆိုလို့ရှိရင်တော့စေတနာမရှိဘူး။အเจ้าဆံမသာလုပ်ချင်တဲ့စေတနာမရှိဘူး။အနစ်နာလည်းမခံဘူး။ကလေးတို့စေတနာရှိရှိနဲ့တင်ပေးတာမျိုးတချို့ဆိုလို့ရှိရင်ဟာငါအချိန်ပြီးသွားပြီပြီးသွားပြီ။ကလေးတွေစားတတ်သလားမတတ်ဘူးလားလုံးဝမကြည့်ပေးဘူး။ဒါကြောင့်ဝါသနာတွေအနစ်နာဒီ၃ခု ပေါင်းမှသာကလေးတွေကပညာတတ်မှာဖြစ်တယ်เนาะဒါကြောင့်သူတို့ဘက်ကနေတော့ဆ iam တွေဒီသုံးချက်ကိုပဲလိုက်နာပါကျန်တာအားလုံးကတော့သူတို့ကနေမှကောက်ွယ်ပေးသွားမယ်ဆိုတဲ့အကြောင်းထုတ်ပြန်ထားတာတွေ့ရတယ်ဒါတော့ကျွားတို့ရဲ့ပညာရေးပေါ့เนาะနောက်တရင်တပုတ်နေနေကတော့ဒီတရင်ကိုကြင်ညာဖို့တော့နင်းနေတော့အားနာတယ်ဘာကြောင့်လဲဆိုဘောမတွေအရန်ကြွားတယ်လို့ပြောလို့เนาะ KIA နဲ့ပူပေါင်းတော်လိုက်ရေးဒီဘက်ကနေမှပြစ်လိုက်တဲ့ လေရင်နစီအလုံးတိပီးတာเนาะဆိုတော့ဒစီကတော့လောင်သွားတယ်ဒစီကတော့ရွှေကိုကိုပြန်သွားတယ်အဲ့ဥစားကရွှေကိုခလာရ56ကဘလုံးကွေးမှာသူတို့ကလာနာထားတာနာထားတာတောင်မှသူတို့ကတန်ချက်ကာဒီနဲ့ကာပြီးမှနာထားတာ တန်ချက်ဘဲကာကာဘာဘဲကာကာเนาะကျတော့ KIO ဥက္ကဋ္ဌပြောသွားတယ်လို့ပဲအမြင့်ကနေလန်ရမယ်ဆိုတဲ့အတိုင်းပဲเนาะခိုးကြောင်ခိုးဝဲမဟုတ်ဘူးမေလ27နေ့လေနနာရီမှာလောက်စာလေးလေးလုံးနဲ့လာပြစ်သွားတာအခုကတော့လေရင်ပဲမဟုတ်ဘူးတန်ချက်ကနစီလဲပျက်စီးသွားတယ်ဆိုတော့မေ20နဲ့27မှာလေရင်နစီကိုပြစ်ခတ်ပေးတဲ့အတွက်ကြောင့်စစ်ခွေးတွေကတော့တန်ချက်ကနစီပါအပိုပေးလိုက်တယ် နော်ဒါကြောင့်မေ20နဲ့23မှာကျတို့ KIA နဲ့ပူပေါင်းဒေါ်လာရဲတွေရဲ့အထူးအောင်မြင်ခြင်းကတော့လေရင်နှစည်းနဲ့တူတန်ချက်ကနှစည်းကိုပါတူတူလေးမြို့ဖို့မြို့ကင်ပေးလိုက်တယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့အခုမတာပေါ်သွားတဲ့စစ်ခွေးကောင်းဆောင်တွေကိုအပြစ်မှနာရဲဖိတ်စာတွေလုံးဝမရိုက်ဖို့ဆိုပြီးမှခွေးတွေကပြောထားတယ်တို့ရဲ့နာရဲကိုဒီနေ့ပြီးတော့မှပဲလုတ်ပေးမယ်လို့ပြောတယ်ကျတို့ KIAD ဘက်ကနေမှာ ဘဒူဘဒူမတာပေါ်သွားတယ်မြည်တွေးဖြစ်သွားတယ်ဆိုတော့ဥစားကိုကျတော့ကနေမှအသေးစိတ်ပြောလိုက်တယ်ဒါကိုတောင်မှသူတို့ကထပ်ပြင်းမှတရင်ဖုံးချင်တယ်နော်အပြင်မှာဖိတ်စာမရိုက်ရဘူးဆိုတာဒီလုတ်တယ်ဆိုတော့နင်တို့ဖိတ်စာပဲရိုက်ရိုက်မရိုက်ရိုက်တရင်ဌာနကနေတော့နာမည်အတိအကျကဘာကနေလွင့်ထက်လိုက်ပြီနော်ဒါကြောင့်ကြည့်ကြမင်းအွန်လိုင်းရဲ့ဘောငုံနေကြတဲ့ ခွေးတွေကြိကြနော်တေးတာတောင်မှမီးတွေးကင်းနဲ့တေးရတယ်အဲ့လောက်ထိတေးသွားတာတောင်မှကိုယ့်ရဲ့ဘောငုံယောက်ျားဘောငုံသားတွေအတွက်နာရင်မလုပ်ရဘူးဆိုတာသိတယ်နော်အဲ့လိုဖြစ်တာနင်းတို့ကမင်းအောင်လည်းရဲ့ဘောတခါနင်းတို့ပါဇက်ထဲမှာငုံပြီးပြီဆိုနင်းတို့ပါဇက်ပေါက်ထဲကဘာမှထွက်ခွင့်မရှိဘူးဘောစကားကလွဲရင်ဘာမှထွက်ခွင့်မရှိဘူးဆိုတာပဲပြီးတော့အခုဒီဘဲရင်မှာဘုံလာကျဲတဲ့ခွေးကောင် အိုက်ခွေးကိုလည်းအခုသူ့ရဲ့အသက်အန်ဒီဆိုရင်ရတယ်ဆိုပြီးမှခွေးတေမှာကြောက်တဲ့အတွက်ကြောင့်သူ့ကိုလည်းအခု နေပြည်တော်ဘက်ကိုရွှေ့ထားတယ်လို့သိရတယ်။နေပြည်တော်မှာရွှေ့ရွှေ့နင်တို့ဘယ်မှာရွှေ့တယ်ဘယ်မှာနေတယ်ဆိုတာကိစ္စမရှိဘူး။မနေ့ကလည်းဒီနင်တို့ရဲ့ဘုံမိုးချုပ် ချွတ်ထွန်းအောင်မတာပေါ်သွားပြီပူမိုးချုပ်ဖြစ်တဲ့နီးသူသူ့အတက်ကတော့ချုပ်ငိမ့်သွားပြီဆိုတော့ကိုလည်းမမဲနဲ့ဆိုတော့အခုဒါကိုဘိုးမတွေကဘာပြောလဲဆိုတော့နော်အငိမ့်စားဆိုရင်လည်းမလွတ်ဘူးတတ်မတော်ထဲကထွက်လာတဲ့အငိမ့်စားအငိမ့်စားသူ့ဖန်တဲ့သူနေနေတာကိုဒီဒေါ်လာရဲဘက်ကနေမှလာပစ်တတ်သွားတယ်လို့ပြောတယ်ဆိုတော့တမတော်ထဲကထွက်လာတယ်လို့ပြောတဲ့အခါမှာဖပြုတ်ကြော်စွာတွေလည်းနင်းတို့စစ်ခွေးကနေထွက်တာပဲเนาะပြီးရင်ဘလတ်ဆွေတွေဆိုလည်းနင်းတို့စစ်ခွေးကထွက်တာပဲခင်းကြီးလည်း အစ်စ်ခွေးဘက်ကနေထွက်လာတာပဲတတ်မတော်ဆိုတဲ့နင်တို့ခွေးအုပ်စုကနေထွက်လာပြီးလူဖြစ်လာရင်ကိစ္စမရှိဘူးလူမဖြစ်လာတဲ့အတွက်အကြောင်းဘဝတဘာကိုကူးပေးလိုက်တယ်ရှင်းရှင်းလည်းပဲချွတ်ထွန်းအောင်တန်ယုံကပဲထွက်ထွက်ကျေယုံကပဲထွက်ထွက်စက်ကူယုံကပဲထွက်ထွက်စစ်ခွေးနဲ့တက်ဆိုင်တဲ့သူတွေအားလုံးကတော့မတာပေါ်သွားမယ်အသက်အရွယ်ကန့်တတ်မရှိသလိုနေရာဒေသအကန့်တတ်လုံးဝမရှိဘူး ခွေးနဲ့တက်ဆိုင်ပြီးမှတော်လန်ရဲဘက်ကိုပါဝင်လာရင်တော့ကျွတ်တို့ဂုံပြူတယ်လေးစားတယ်เนาะအခု CDM လောက်လာခဲ့တဲ့ UU စစ်သားကနေမှဟိုးဘူကြီးအထိဘူမူးတွေဖြစ်ပဲဖြစ်ဖြစ်အားလုံးကိုကျွတ်တို့ကယူသေးလေးစားပြီးသားဖြစ်တယ်ဒါပေမဲ့ခွေးရအွန်လိုင်းရဲ့တောက်တိုင်အသေးစားဖြစ်ဖြစ်ပါဝင်နေတဲ့သူအားလုံးကတော့အသက်အရွယ်မရွေးအချိန်မရွေးနေရာမရွေးမရှုမလာနဲ့ တည်သွားမယ်ဆိုတာကိုနင်တို့သိထားဖို့လိုတယ်ပြီးလို့ရှင်ဘောမတွေဘာပြောလဲဆိုတော့အခုဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ကဘာကနေတော့သူကဘာ background လဲဆိုတာတော့ကြည့်မှာမဟုတ်ဘူးသူကတော့အငိမ့်စာဟုတ်မဟုတ်ဆိုတာပဲကြည့်မယ်ဆိုတော့ဖြစ်လာမဲ့ပြဿနာတွေကိုငိုတို့တော့မသိဘူးလို့ပြောတာငိုတို့ရဲ့ပြဿနာတွေကိုနင်တို့ဘောမတွေကိုလုံးဝတောင်းဝန်ယူခိုင်းတာမဟုတ်ဘူးကို့ဖင်ကိုနိုင်လို့ကို့ပွပေးဟင်းစားတယ်နော်ဒါကြောင့်ငိုတို့ဘာလုပ်တယ်လဲဆိုတာနင်တို့ပါဇက်ထက်ကထွက်ကိုမထွက်နဲ့နာကြီးတယ် စစ်ခွေးတွေရဲ့ကောက်ကျင့်ရုပ်မာမှုနဲ့ပတ်သက်ပြီးတော့နောက်တဲ့အနေနဲ့ကျွန်တော်ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်ဒီကမာလေးကတော့ပြောပါတော့သူစကလုံးတွေကိုတက်နေတော့သူထိမ့်သွားပါတယ်ထိမ့်မင်ထိမ့်တော့ညာတော့လေပြည်စစ်စစ်စကလုံးကတော့လက်ခံမထားဘူးကျွန်တော်တို့မီဒီယာတွေအစအကုန်လုံးသူပြည်စစ်စစ်အသုံးလုံးအသုံးခွင့်ကန့်သတ်ထားတယ်သူနောက်ကတယောက်ကဟိုချပီးရဆာရဆာရစကလုံးအသုံးလုံးလေးဒီမှာသူနားလည်မှုရှိပုံမရဘူးသူအသက်က18နှစ်ပဲရှိသေးတယ်သိရတယ်သူစကလုံးတစ်လုံးရဲ့အတိတ်နဲ့ကိုသူနားလည်ချင်းလည်းနားလည်မယ်နားမလည်ချင်းလည်းမလည်ဘူးပေါ့ဗျာသူတော့ဘယ်လိုဖြစ်ဖြစ်သူဒီလိုပြောရတာသူ့အတွက်တော့ မကောင်းဘူးပြီးတော့မှသူပြန်လာမယ်ရောရှိမှဆိုရင်ဒီဘက်ကအနာပဲဖွဲ့စည်းရဲ့ဟိုတတိထားခြင်းခံရသွားတယ်ဒါကြောင့်မလို့နိုင်ငံတော်သွားပြိုင်တဲ့သူတွေသွားပြတဲ့သူတွေစကလုံးသုံးလုံးရွေးချယ်တာမှန်ဖို့လိုတယ်တနည်းလေးရွေးချယ်တာလွဲသွားတယ်သွားနိုင်တယ်ပေါ့နော်သူအဲ့မှာတော့ပြီးတွင်းစစ်ကြောင့်ကလေးငယ်တွေတည်ဆုံသွားတယ်ကျောင်းတက်ရွယ်ကလေးငယ်တွေတည်ဆုံသွားရတယ်အဲ့တော့ကလေးငယ်တွေကတချို့ကသူတို့ကသူတို့တော့တည်မှန်းအောင်သိရလားမသိဘူးဆိုတာမျိုးတွေသူကပြောသွားတော့ပြိုင်ပွဲလာတဲ့ကဲပြတဲ့သူတွေတော့ဒါသူ့ကိုကြည့်ချီးကျူးစရာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့တခြားတစ်ဖက်မှာတော့ကျွန်တော်ပြည်တွင်းမှာကျန်နေခဲ့တဲ့ဒီနတ်ဆက်ကအစိုးရအာဏာမဲ့ဖွဲ့စည်းရေးကြတော့ ဒီကိမလေးကဘာကိုယဉ်ညွှန်းပြီးပြောနေတာလဲဆိုတာကိုဟောဒါစတိထားရဖြစ်နိုင်တယ်စစ်ဆိုးကျိုးကိုခံစားရတဲ့လူတွေကလေးတွေအများကြီးရှိသွားပါတယ်ဒါတွေကိုရပ်ဖို့ကြတော့ဘု து မှတာဝန်ရှိလို့လို့မေးရင်တနက်ခိုင်ထားကြသူများအားလုံးမှာတာဝန်ရှိပါတယ်ဒါစစ်တပ်မှာယူတာဝန်ရှိရလို့လည်းညှို့ထိုးနေလို့မရဘူးပြစစ်တပ်ကတိုင်းပြည်ကိုကာဝေးရတဲ့တပ်မတော်တိုင်းပြည်ကိုထိန်းချောင်းရတဲ့တပ်မတော်အဲ့တော့ဂျန်တဲ့လူတွေကအဲ့တပ်မတော်ပုံကတိုက်ခိုက်ကြတဲ့သူတွေဆိုတော့ခင်ဗျားစဉ်းစားကြည့်မယ်ဆိုရင်တိုင်းပြည်ကိုကာဝေးဆောက်ရှော့ရတဲ့တပ်မတော်နဲ့အဲ့ဒီလူကိုပုံကနေတဲ့အဖွဲ့အစည်းနဲ့နှစ်ခုရှင်လာတဲ့ခါမှာ ဘယ်ဖွဲ့စည်းရပို့ပြီးတော့ဒီပြည်သူလူထုမျက်နှာမကြည့်ကြလဲဆိုတော့စဉ်းစားကြည့်ပေါ့ဗျာတက်မတော်ကတော့ပြည်သူလူမျက်နှာကြည့်တဲ့အတွက်သူကထိနေသေးသေးနဲ့လှုပ်တင်နိုင်လို့လည်းမလှုပ်တင်နိုင်ဘူးရှောင်းတင်နိုင်ရေရှောင်းတယ်ဒီဟိုလက်နက်ကင်ဖွဲ့စည်းရကြတော့သူတို့ကဘာမှသူ့မှာစီကမ်းမလို့ဘူးပို့နေပြောရင်တော့သူတို့လုံးလှုပ်ချင်လုံးပါပဲ ဟိုလွှတ်ချက်လို့လည်းကလေးတွေတည်ရတယ်အများကြီးဖြစ်ပါတယ်ဟို short ride တို့နဲ့ပြစ်လို့ဟိုကလေးတွေတည်သွားရတယ်လည်းအများကြီးဖြစ်ပါတယ်စာတင်တီတောင်းတွေရွယ်လေးတွေ short ride တို့ပြစ်လို့တည်တာရှိတယ်ခီစာခင်းတဲ့ကလေးမလေးရဲ့ပြောတဲ့စကားလေးရတော့ဗါတယ်အစိုးရအာဏာပိုင်အနေနဲ့လည်းဒါကိုကြည့်ပြီးတော့သူတို့လည်းသတိကြီးထားပြီးဒီကလေးမလေးရဲ့သဘောထားပါလေနောက်ကြောင်းကြဆိုရင်သူမိပါတယ်သူ့ရဲ့ပြိုင်ပွဲမှာလွတ်ပေးတဲ့သူတွေရဲ့ဟိုဟာဗါလဲဆိုတော့သူတို့လည်းလိလသုံးသက်ကြနိုင်မယ်လို့ယူဆပါတယ် မစ်ဝေါ်ပြိုင်ပွဲမှာမြန်မာကိုယ်စားလှယ်အနေနဲ့သွားပြိုင်တဲ့ခိဇာခင်ဆိုတဲ့မိန်းကလေးကသူကအသက်18နှစ်ပဲရှိသေးတယ်။သူကအိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မှာသူသွားပြိုင်တဲ့အဲ့ထက်မှာ head to head challenge ဆိုတဲ့အထဲမှာသူပြောသွားတာကတို့အကြောင်းဆိုတဲ့ကြပြာကိုရွတ်သွားတယ်အဲ့ထက်မှာသုံးလုံးသွားတဲ့စကလုံးနော်ဒီ between six ဆိုတဲ့စကလုံးကိုသူသုံးသွားတယ်ဆိုတော့သူ18နှစ်ဆိုတာဟာအကြောင်းသားအရွယ်ဖြစ်တဲ့အတွက်ကြောင့်အကြောင်းသားတွေရဲ့ခန်းစားချက်ကိုသူအကုန်နားလေတယ်ဆိုတော့သူပြောသွားတဲ့အထဲမှာလည်း ငိုတန်တီနဲ့တူပြောသွားတယ်ဆိုတော့18နှစ်အရွယ်ဆိုတာဟာခံစားလွယ်တယ်ခံစားတတ်တယ်ကျော်ရုခစ်တုံးကသာ18နှစ်ဆိုတာဘာမှမသိဘူးဒါပေမဲ့အခုဒီခစ်ဒီခါမှာ18နှစ်ဆိုတာဟာအုံနောက်ဒီအတော်လေးဖွင့်ဖြူးသွားပြီဆိုတော့ခိစာခင်တုံးသွားတဲ့ဒီပြီးသွင်းစစ်ဆိုတာကိုတဲ့နဆင်ခံကျွန်း ဘောငုံကျော်မျိုးမင်းကသူဘာပြောသွားတယ်လဲဒီလိုမျိုးစကားပြောတဲ့အခါမှာတဲ့စကလုံးတွေကိုယူပြီးမှပြောရမယ်ဆိုတာကစစ်ခွေးတွေရဲ့အကြိုက်ကိုပဲပြောရမယ်တကယ်ဆိုရင်တော့ဒီကလေးမကတို့အကြောင်းပြောသွားတဲ့အခါမှာတဘုံတွေကြောင့်ကလေးတွေတဲရတယ်ကလေးတွေကចောင်းမသွားရဘူးလို့ဒီလိုသာပြောခဲ့ကြည့်သူ့ကိုလေခွေးအွန်လိုင်းစီးတဲ့လေရင်နဲ့တောင်သူ့ကိုလာကြုံးမယ်ဒါပေမဲ့ခွေးတွေထင်ထားတယ်လို့မပြောဘူးသူကတော့ စစ်ခွေးတွေကောင်းတယ်လို့လည်းမပြောတယ်လို့တော်လာရဲတွေကောင်းတယ်လို့လည်းသူဒီမှာပြောသွားတာမဟုတ်ဘူးเนาะဘသူ့ဘက်မှာသူမပြောဘူးပြည်သွင်းစစ်ကြောင်းကလေးတွေဟာကိုကိုကိုတေးသွားမှမသိဘဲနဲ့တေးသွားတယ်ဒီကလေးတွေကြောင်းမလာနိုင်ဘူးပြည်သွင်းစစ်တွေကြောင်းကလေးတွေကြောင်းမတက်နိုင်ဘူးလို့ပြောတာဒါမှမမကန်ဘူးလားဟမ်အခုပြည်သွင်းစစ်မဟုတ်တော့ဘာစစ်ကြီးလားဘောလုံးကွင်းမှာပန်းပေါက်တန်းကစားနေတဲ့အချိန်တို့များနင်းတို့ထင်လို့ပြည်တွင်းစစ်လို့ပြောတာကိုနစင်ခန်ကျွန်းဘောငုံကျော်မျိုးမင်းကပြောသွားတယ်လား ြည်တွင်းစစ်ဆိုတဲ့စကလုံးကိုတဲ့ခွေးတွေကလက်မခံဘူးဒီစကလုံးကိုပြည်တွင်းစစ်လို့မတုံးဘဲနဲ့ဘောလုံးကွေးမှာပန်းပေါက်တန်းကစားတဲ့အချင်းလို့ပြောရမှာလားပြည်တွင်းစစ်ဖြစ်လို့ပဲနင့်တို့နေရတကမှာနေ့တိုင်းညတိုင်းလေရင်နဲ့ဘုံကျင်းနေတယ်လေတကယ်ဆိုဒီဥစ္စာတွေကိုခွေးအွန်လိုင်းကတော့သူကတော့လုံးဝနားထောင်မှာမဟုတ်ဘူးဒါပေမဲ့ဒီဘောမှဒီလိုပဲလို့ပြဿနာဖြစ်တယ်နှစ်ဆင့်ခံကြုံ ဘောငုံကြုံမျိုးမြင့်ပါပြောသွားလေဆိုတော့ဒီကလေးမကတော့သူကတော့စကားကိုထိမ့်ပြီးမှပြောသွားတယ်ဒီပြည်တွင်းစစ်ဆိုတဲ့စကလုံးကိုနားလေသလားနားမလဲမသိဘူးဒါပေမဲ့သူမြန်မာမြန်ကန်ကိုပြန်လာတယ်ဆိုလို့ရှိရင်တော့စစ်ခွေးတီရဲ့စောင့်ကြည့်ခြင်းကိုခံရမယ်လို့ပြောတယ်ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့စကလုံးကဘာမှထိမ့်ပြောဆရာမလို့ဘူးဖြစ်တဲ့အရာကိုဖြစ်တဲ့အတိုင်းပြောရမယ်နော်ပြီးနောက်တစ်ခုကဒီစကလုံးကိုနားလေသလားနားမလဲဘူးလားဆိုတော့နားမလဲတဲ့အရွယ်မဟုတ်ဘူးနားလေလိုက်လို့ပဲကဘာကနေမှဒီကလေးတွေက general general knowledge ဘလောက်အထိတတ်တယ်လဲဆိုတာကို သူတို့ကိုစစ်ဆဲတယ်ပြည်တွင်းစစ်ဆိုတဲ့စကလုံးကို तू နားမလဲပဲနဲ့တွားပြောမလားပြီးတော့အခု तू ပြန်လာလို့ရှိရင်စစ်ခွေးတွေရဲ့စောင့်ကြည့်ခြင်းကိုခံရမယ်လို့ပြောတယ်ဆိုတော့ဒီကနေတခါလေးပြောချင်တယ်ခိစာခင်နဲ့ပတ်သက်တဲ့မိသားစုတွေနည်းနည်းလေးဓိဋ္ဌာကြပါဖြစ်နိုင်ရင်တော့အခုချက်ချင်းမြန်မာနိုင်ငံကိုလုံးဝမပြန်လာစေချင်ဘူးနစင်ခန်ကျွန်းဘောငုံကျော်မျိုးမင်းကနေမှဘာပြန်လော်ထားတယ်လေဆိုတော့အခု तू ပြန်လာလို့ရှိရင်သူ့ရဲ့မိသားစု background လာမလဲဆိုလိုချင်တာက တော်လန်ရဲတွေနဲ့ဆက်သွဲတဲ့မိသားစုတွေများဖြစ်သလားဆိုတဲ့ဥစ္စာကိုအသေးစိတ်စစ်စစ်ခွေးတွေဘက်ကနေတော့စစ်ဆဲမယ်လို့ထင်တယ်လို့ပြောတာထင်တယ်ဆိုတာကဒီ lobby ကနေအော်လို့တာသူသူလို့ပြောတာဆိုတော့အခုဒီကလေးမှပြန်လာတယ်ဆိုလို့ရှိရင်တော့သူတို့ကဘဲကလည်းဘာသူ့မိဘတွေဘာအလုပ်လုပ်တယ်လဲသူတို့ဘက်ကနေဘာဆက်သွဲတွေရှိတယ်လဲဆိုတဲ့ကိစ္စတွေဖြစ်လာလိမ့်မယ်ဒါကြောင့်မို့ဒီကလေးမှကတော့မြန်မာနိုင်ငံကိုပြန်လာလို့ရှိရင်လုံခြုံမှုမရှိဘူးလို့ကျွန်မကအဲ့လိုမျိုးပြောချင်တယ်နော်ဒီတွင်းစစ်ကို မန်တရားကိုစစ်ခွေးတွေကလက်မခံဘူးလို့ပြောတာစစ်ခွေးတွေလက်ခံတာမလက်ခံတာနဲ့အခုဒါကမန္တလာမမှန်ဘူးလားဆိုတော့ပေါ်မှာမူးတည်တယ်ဆိုတော့ဒီကလေးမှပြောတာကအကုန်မှန်တယ် သူတို့အတိကလောင်ရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ဒီပြည်တွင်းစစ်ဆိုတဲ့စကလုံးကိုဒီနေ့ကျမတို့တော်လာရေးဒီဘက်ကနေမှယူပြီးမှအာပြောလာတဲ့အတွေ့အကြောင်းလို့ပြောတယ်။မှန်တဲ့ဥစ္စာကိုမှန်တယ်လို့ကျွတ်တို့ကပြောတယ်။ဒါကိုသူတို့ကတော့ဟာဒီကလေးမဒီလိုပြောလိုက်တဲ့ဥစ္စာကိုအခုကဘာကများများတိမလားပေါ့။ပြီးလို့ရှိရင်နစင်ခန်ကျွန်းဘောငုံကြော်မျိုးမင်းပြောထားတဲ့အဲမှာ head to head challenge ထဲမှာလာနာထောင်တဲ့တူဒီကတော့ခိဇာခင်ပြောသွားတဲ့စကလုံးကိုတရားရခိုင်တော့မန်နေလို့သူတို့ကတော့လက်ခံလိုက်မယ်လို့ပြည်တွင်းမှာကြံနေတဲ့စစ်ခွေးတွေကဒီ claim မှာပြောသွားတဲ့ပြည်တွင်းစစ်ဆိုတာကိုဘာကိုရည်ညွန်းပြီးပြောတာလဲဆိုတဲ့အဥ္စာနဲ့ပတ်သက်ပြီးတော့စစ်ခွေးတွေကသူ့ကိုစောင့်ကြည့်မယ်တဲ့ ပြည်တွင်းစစ်ကိုပြည်တွင်းစစ်လို့ပြောတာကိုဘာကိုရည်ညွှန်းပြီးပြောတာလဲတဲ့သူတို့ကအချက်တွေဒီလိုကောက်တာမစ်ဝေါ်လာပြိုင်တဲ့ခီဇာခင်နဲ့ပတ်သက်တဲ့မိသားစုတွေကနော်ဘယ်ဘက်ကိုပါတယ်လဲဆိုတော့မသိဘူးဒါပေမဲ့သတိထားကြပါနော်အခုဒီလိုမျိုးနစင်ခန်ဘောငုံကြုံမျိုးမင်းတို့လိုမျိုးဘာပဲဖြစ်ဖြစ်အဘမအဘဖြစ်တဲ့သူတွေပဲဥပဒေမှာဖမ်းဆီးခွင့်မရှိဘူးနော်ဒါကြောင့် ခိဇာခင်နဲ့ပတ်သက်တဲ့မိသားစုတွေသတိထားကြပါပြန်လာမယ်ဆိုလို့ရှိရင်လည်းစစ်ခွေးတွေနဲ့ရင်ဆိုင်ဖို့ရအတွက်ပြင်ဆင်ပါကိုယ့်ရဲ့ဘဝမလုံခြုံဘူးထင်တယ်ဆိုလို့ရှိရင်တော့မြန်မာပြည်ကိုမပြန်ဖို့ကြွားကတော့အဲ့လိုပဲတိုက်သွင်းတယ်။ဘာကြောင့်လဲဆိုတော့စစ်ခွေးတွေကနီးမျိုးစုံနဲ့ဖမ်းဆီးနေတာ။ နော်ဆိုတော့ငိုတို့ကတော်လာရေးတွေနဲ့မသက်ဆိုင်ပါဘူးမပတ်သက်ပါဘူးလို့ပြောပေမဲ့လည်းပဲနင့်တို့ကိုစစ်ခွေးတွေရဲ့လိုရာတုံးလက်တုံးကြဥပဒေနဲ့ဖမ်းဆီးနိုင်တယ်ဆိုတော့ကိုတော့တတိပြုကြပါလို့ပြောချင်တယ်နော်ပြန်နောက်တစ်ခုကတော့အခုဒီဥစ္စာကတော့ဒီမန္တလေးဒေသနဲ့ဒီတမိုးပိုင်းနေမှာစစ်ခွေးတွေကိုတိုက်ခိုက်ပြီးပြန်လာခဲ့တဲ့ဗမာလူမျိုးရဲ့ Democratic BLA တိုင်းပြည်နဲ့လူမျိုးတို့တာဝန်ထမ်းဆောင်ပြီးတော့မြစ်ခင်တိုင်းရင်းကိုပြန်လာတယ်။ဒီကိုရဲ့နေမြေဒေတာကနေမှဒီလိုမျိုးတောင်းတောင်းဖြားဖြားနဲ့ကြိုးဆိုနေတယ်ဆိုတာကိုတွေ့ရတယ်။ဆိုတော့အခုဒီလိုမျိုးဒီမန်လေးဒေတာနဲ့တမိုးဒေတာတွေမှာတိုက်ပွဲပေါ်ဆောင်တဲ့အခါမှာတော်လာရင်၄ယောက်ကတော့နော်တိုင်းပြည်နဲ့လူမျိုးတို့တက်ပေးဆက်ခဲ့တယ်။ပြီးရင်၁၂ဦးကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတာကိုသိရတယ်။ဆိုတော့အခုကျွန်မနဘေးနားမှာတင်ထားတယ်။အခုဒီရဲပေါ်၂ယောက်ကတော့ကြက်ဆုံသွားတဲ့ရဲပေါ်ရဲ့တပ်ပေါ်ကိုကင်ပြေးမှပြန်လာတယ်။ ာကိုကြည့်တဲ့အခါမှာအော်စိတ်မကောင်းဘူးလို့တချို့ကတော့ပြောလိမ့်မယ်ဒါကိုကိုယ်တိုင်ခံစားတဲ့သူကတော့တခြားလူတွေထက်ပိုပြီးမှခံစားရမှာဖြစ်တယ်ဆိုတော့ဒါမျိုးတွေကိုကျွရွတ်တော်လာရေးမိသားစုအများကြီးလည်းခံစားပြီးသားဖြစ်တယ်ဆိုတော့ကျွရွတ်လိုမျိုးခံစားဖူးခဲ့တဲ့သူတွေကတော့အတိုင်းထက်အလွန်ဝမ်းနည်းကြွေးကြရတယ်ဒီမလေးဒေတာနဲ့သမုဒေတာမှာတိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးခဲ့တဲ့ရဲပေါ်လေးဦးရဲ့မိသားစုနဲ့အတူထပ်တူထပ်မြဝမ်းနည်းကြွေးကြောင်းလေးပြောချင်တယ်ပြီးတော့ ဒီချက်လက်ကျိုးသွားတဲ့ဥစ္စာတွေနဲ့ပတ်သက်ပြီးတော့လဲကိုကဒီတိုင်းပြည်ရဲ့အတွက် ကိုရဲ့ခန္ဓာကိုပေးလို့သွားခဲ့တယ်ဆိုတော့ဂုံပုတ်ကတော့တော်လိုင်းရဲတွေလည်းဂုံပြုတ်နေသလိုမျက်စိထဲမှာလည်းနင်တို့ကိုနော်ဒီလိုမျိုးဒုက္ခိတဖြစ်သွားတယ်ဆိုတော့ပုံစံနဲ့ကြွတို့ကနင်တို့ကိုမမြင်ဘူးနင်တို့ကိုငိုတို့ကသူ့ရဲကောင်းအနေနဲ့ပဲအမြင်နေတယ်ဆိုတဲ့ဥစ္စာကိုလည်းပဲခွန်အားပေးခြင်းနဲ့နော်ပြီးရင်နောက်တစ်ခုကတော့ကြွတို့ဒီဗီဒီယိုတော်တော်လေးကိုအရင်ကြည့်အောင်နော် ခေါ်ထူးလေထိမ့်ချုပ်ထားတဲ့နေမြေဖြစ်တဲ့ဒီဖအန်ခရိုင်တမ်ဟာခွနစ်နေမြေသွေးမှာရှိတဲ့စစ်ခွေးကြီးရဲ့စခန်းရှိခိုးကို2024ဒီဇင်ဘာလ16ရက်နေ့ကနေမှ2025မတ်လ16ရက်နေ့အထိ9လအကျော်ရှေ့တန်းမှာစစ်ခွေးစခန်းရှိခိုးကို တိမ့်ပိုက်ပြီးတော့ပြန်လာခဲ့တဲ့ရဲဘော်တွေဖြစ်တယ်ဒါကိုအရန်ပဲကြည်နိုးမိတယ်ပြည်သူတွေကဘလောက်အထိစစ်ခွေးတွေကိုမုံတယ်လဲဆိုတာကိုကျွန်တော်တို့တွေ့ရတယ်စစ်ခွေးတွေကိုဒီလိုမျိုးတိုက်ခိုက်ပြီးတော့ပြန်လာခဲ့တဲ့ရဲဘော်တွေကိုဒီလိုကြိုးဆိုပေးခဲ့တယ်ရဲဘော်တွေလည်းအင်မတန်မှအကျဉ်းနဲ့မှဖြစ်တယ်လို့ဒီနေ့ကျွန်တော်တို့တွေ့ရတဲ့သူတွေအယောက်စီတိုင်းလည်းကျဉ်းနဲ့မယ်လို့ယုံကြည်တယ်တိုင်းပြည်နဲ့လူမျိုးအတွက်တိုက်ပွဲဝင်ပေးနေတဲ့ရဲဘော်အားလုံးကိုကျေးဇူးတင်ကြောင်းဂုံပြုတ်ကြောင်းကျေးဇူးတင်ကြောင်းလိုက်လိုက်လေးလေးကြိုဆိုကြောင်းလည်းပြောချင်တယ် နော်ကျော်ရတော်လိုက်ရေးဒီမှာမိခင်တိုင်းကိုပြန်လာတယ်ဆိုမှခဏခဏဗီဒီယိုတွေတင်တာအောင်ပွဲတွေခဏတွေတင်တယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာဟိုဘက်ကမှလောင်နေကြတယ်ဒါကြောင့်မို့လိုရာတဲ့ပိုအောင်မကြွကြပါနဲ့တဲ့အဲ့လိုဆိုလို့ရှိရင်အညို့တဲ့နဲ့လက်တုံပြန်တတ်သေးတယ်နော်သတိထားကြအောင်တော်လိုက်ရေးမိသားစုတွေလည်းနော်အဲအတိုင်းထက်အလွန်ဂုဏ်ယူပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပြည်သူတွေအားလုံးကြားမှာပြောရှိကြပါစေ